ဖူပိုင်မေဒီမှာကျူဆိုပါရယ်ဒီလိုမျိုးပုံစံအဟာရကိုအရင်တုန်းကတော့ရန်ကုန်မြို့မှာလက်ဖက်ဆိုင်ကြီးတော်တော်များများမှာရားနိုင်နေပေါ့နော်အခုခေတ်မှာတော့အဟာရရောင်းတဲ့လက်ဖက်ဆိုင်ကတော့တော်တော်လေးရှားသွားပါပြီဒါပေမဲ့ဒီလိုအဟာရကိုရောင်းတဲ့နာမည်ကြီးဆိုင်လေးတစ်ဆိုင်ကိုမေဒီညွှန်ပေးချင်ပါတယ်သူကတော့နာမည်ကြီးပြီးသားဖြစ်လို့တော်တော်များများတော့လည်းတည်ပြီးသားဖြစ်မှာပေါ့နော်စံပြစီမိပွိုင်နာမှာရှိရဲ့ပြစ်တိုင်းတောင်ဆိုတဲ့ ွားနို့အာဟာရဆိုင်လေးပဲဖြစ်ပါတယ်။ယူစီမှာတော့အာဟာရကအပူအေးနှမျိုးရပါတယ်။ဈေးကလည်းတပွဲကိုမှ3000ကျပ်တဲ့မို့လို့ဈေးကလည်းတက်တာပြီးတော့စားရတာလည်းရန်ကိုအဆင်ပြေပါတယ်သူတုံးထားတဲ့ပစ္စည်းတွေကလည်းတန်တန်ရှင်ရှင်နဲ့အဟာရရှိမဲ့ပစ္စည်းတွေကိုပဲတုံးထားရပေါ့နော်နောက်ပြီးတော့တခြားမီနူးမျိုးစုံလည်းရနိုင်ပါသေးတယ်노ခဲ노ခဲတို့노မလိုင်းတို့နောက်ပြီးတော့ 노쩨우방로노산뵤우도အစုံမဲပေါ့နော်အဟာရရှိမဲ့အစားအစာမျိုးစုံသူဆိုင်မှာရနိုင်ပါတယ်ဒီအဟာရတပွဲမှာတော့ဘာတွေပါဝင်လဲဆိုလို့ရှင်ပေါင်ပုံးကနှစ်ချက်နောက်ပြီးတော့ဖြီးချန်ခပြောသီးကတစ်လုံးပေါ့နော်နောက်쩨우အကလည်းသူတို့အိမ်쩨우ကိုသုံးပါတယ်အိမ်쩨우လို့သူတို့ရေးထားတယ်ပေါ့နော်အဲဒီ쩨우ကလည်း မကြက်တကြက်လေးပေါ့နော်အကားကြက်လေးကတစ်လုံးပါတယ်နောက်ပြီးတော့ over tin တို့ nose တို့လည်းစမ်းပေးပါတယ်ပြီးတဲ့ခါကျလို့ရှိရင်တော့အဓိကတော့နွားတို့ပေါ့နော်သူတို့ရှိကနွားတို့လေးကတော့အရေးကြဲကြဲလေးနဲ့တော်တော်လေးကိုတောက်လို့ကောင်းတဲ့နွားတို့လေးပေါ့နော်ပြပြနှစ်နှစ်တော့မဟုတ်ဘူးအရေးကြဲကြဲလေးပဲအဲ့ဒီနွားတို့လေးကိုအပွားနေပြီးစမ်းပေးပါတယ်ဒီလိုမျိုးအာဟာရတစ်ပွဲကိုမှ3000ကျပ်သေးပါ စံပြာစီမီးပွားရင်နားမှာသူတို့ကညနေပတ်ဆိုလို့ရှိရင်တော့၄နာရီလောက်ကနေစပြီးတော့ဖွင့်နေပေါ့နော်ဒါပေမဲ့လူတွေကတော့အရန်များလို့စားမယ်ဆိုလို့ရှိရင်တော့ထိုင်စားလို့လည်းရပါတယ်စားမယ်ဆိုလို့ရှိရင်လည်းစောင့်တော့စောင့်ရတယ်ပေါ့နော်ပါဆယ်ဝဲလူတွေလည်းအရန်များတဲ့အတွက်သွားလို့ရှိရင်တော့အနည်းဆုံးတော့15မိနစ်နဲ့နိုင်ဝတ်ချားတော့စောင့်ပေးရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ပြန်လည်ဆုံတွေ့ကြမယ်နော်တတား